ကြပြီးသတင်းများကဥစွာတင်ဆက်မဲ့သတင်းကတော့အစိုးရဓမ္မစရိယာစာမေးပွဲနဲ့ပါဠိပဋ္ဌာန်းပြန်စာမေးပွဲများပြန်လည်ကျင်းပမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ ်မန္တလေးငလျင်ကြီးကျောင်းရဆိုင်လိုက်ရတဲ့အစိုးရဓမ္မစရိယာစာမှုပွဲနဲ့ပါဠိပဋ္ဌာန်းမြပြန်စာမှုပွဲများကိုဇူလအတွင်းပြန်လည်ကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်။မတ်လ28ရက်ကလှုပ်ခတ်ခဲ့သောမန္တလေးငလျင်ကြီးကျောင်း၎င်းအစိုးရမှုပွဲများကိုရပ်တန့်ထားရခြင်းဖြစ်ပါတယ်။အစိုးရဓမ္မစရိယာစာမှုပွဲကိုဇူလ2ရက်မှ6ရက်အထိကျင်းပမှာဖြစ်ပြီးပါဠိပဋ္ဌာန်းမြပြန်စာမှုပွဲကိုဇူလ4ရက်မှ10ရက်အထိပြန်လည်ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ဆလတ်တင်စမဲသတင်းကတော့တာစီမျိုးအနီးမှာရီတာစကေး ်၄.၃ရှိမြင်းကလေးလှုပ်ခတ်တဲ့သတင်းဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးတာစီမြို့အနီးမှာအင်အားရေဒါစကေ၄.၃ရှိတဲ့မြင်းကလေးတစ်ခုလောက်ခတ်သွားကြောင်းမိုးလေဝသနဲ့ဇလာပေတိုင်းညွှန်ကြားမှုဦးစီးဌာနမှအတိအပြေးထုတ်ပြန်ထားပါရယ်။မြင်းကလေးသတင်းအမှတ်စဉ်160ခုအဖြစ်ထုတ်ပြန်တဲ့၎င်းမြင်းကလေးဟာမေလ9ရက်ညနေ3:00မိနစ်30စက္ကန့်အချိန်တွင်လှုပ်ရှားခြင်းဖြစ်တယ်လို့ဖော်ပြထားပါရယ်။အင်အားပမာဏ၄.၃ရေဒါစကေရှိတဲ့၎င်းမြင်းကလေးရဲ့ပဟိုချက်ဒီနေရာမှာတာစီမြို့ရဲ့တောင်အရှေ့တောင်ပိုင်းနှမိုင်ခန့်အကွာဖြစ်တယ်လို့ ို့သိရပြီးမြောက်အနှံ30ကီလိုမီတာနေရာမှလှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်းလည်းမိုဆလာရဲ့ထုတ်ပြန်ချက်အရသိရပါရရှင်နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ငလျင်ဘေးဒဏ်သင်ခဲ့တဲ့ဒေသများရှိပြည်သူများအတွက်ဂျပန်နိုင်ငံမှ စေတနာရှင်များကငွေလှူဒါန်းတဲ့သတင်းဖြစ်ပါတယ်။ ။မလင်ပေးတဲ့အသင်ကလေးဒေသများရှိပြည်သူများအတွက်ဂျပန်နိုင်ငံရှိစေတနာရှင်များကအလုံငွေများလှူရန်ကြောင့်မြန်မာတန်ရုံးတို့ဂျုံမျိုးကထုတ်ပြန်ထားပါရယ်။မလင်တန်သည့်ဒေသများရှိပြည်သူများအတွက်အရေးပေါ်ကဲစေလုပ်ငန်းများနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်ဂျပန်ပို့ဆောင်ရေးဝန်ကြီးဟောင်း His Excellency Mr. Makuru Kogaga ရှန်ငွေ9သိန်းကိုဧပြီလ23ရက်က၎င်း Sino Kuni Health and Welfare Corporation မှာရန်ငွေ3သိန်းနဲ့ Intra Network Company Limited မှရန်ငွေတသိန်းတို့ကိုဧပြီလ30ရက်နေ့က၎င်း Medical Care Planning Company Limited မှရန်ငွေ3သိန်းနဲ့ Tokyo One Company Limited မှရန်ငွေ2သိန်း Shinagawa မြို့နယ်အတွင်းရှိဂျပန်နိုင်ငံသားစေတနာရှင်များမှရန်ငွေ4000တို့ကိုမေလ9ရက်က၎င်းအတိအသီးလာရောက်လှူဒါန်းခဲ့ကြောင်းသိရပါတယ်။မေလ9ရက်အထိမြန်မာတန်ယုံတွင်စေတနာရှင်များနဲ့အဖွဲ့အစည်းအတိအသီးတို့မှစုပေါင်းလှူဒါန်းငွေအနည်းနဲ့ရန်ငွေ15,000တန်း1,300အလက်ခံရရှိခဲ့ပြီးစုစုပေါင်း ါင်းရှန်တန်း20ပမာဏရှိ အစာအသောက်နဲ့ဈေးဝါများတောက်ရည်တန်းနဲ့ရွက်ပြင်းတဲ့များအလက်ခံရရှိပြီးဖြစ်ကြောင်းသိရပါတယ်။အဆိုပါလှူဒန်းငွေများနဲ့ပစ္စည်းများကိုအမျိုးသားတဘာဝဘီယန်ရဲ့ဆိုင်ယာစီမံခန့်ခွဲမှုကော်မတီတို့နိုင်ငံသားဝင်ကြီးဌာနမှတစင်ဆက်လက်ပေးဖို့လှူဒန်းတော်မှာဖြစ်ကြောင်းလည်းအသေးပေးထုတ်ပြန်ထားကြောင်းသိရပါတယ်ရှင်။ ။ထမန်တင်ဆက်မဲ့တဲ့ရင်ကတော့မိသီလာမြို့နယ်ရင်းရန်ကုန်အဝေးတင်တကသူမကတိကတအူကနထိုးကြီး PDF အဖွဲ့ကဖမ်းဆီးတဲ့တဲ့ရင်ဖြစ်ပါတယ်။မိသီလာမြို့နယ်ရင်းရန်ကုန်အဝေးတင်တကသူမကတိကတအူအားမြင်းချန်ခရိုင်အမှတ်၄30နထိုးကြီး PDF အဖွဲ့ကဖမ်းဆီးထားသော၎င်းအဖွဲ့ကပဲမေလရှိရတွင်ထုတ်ပြန်ပါတယ်။ဖမ်းဆီးခံရသူမှာရန်ကုန်အဝေးတင်တကသူတတဗေဒဌာနမှကတိကဒေါ်ဝင်းဝင်းအောင်ဖြစ်ပြီး၎င်းကိုမိသီလာနယ်တနေရာရင်ဖမ်းဆီးခြင်းဖြစ်တယ်လို့နထိုးကြီး PDF ကထုတ်ပြန်ထားပါတယ်။ င်းကတိကဒေါ်ဝင်းဝင်းအောင်ရဲခင်မုံဖြစ်သူမှမန္တလေးနိုင်ငံသားဘာသာတက္ကသိုလ်စီမံဘဏ္ဍာဌာနမှတဝူဖြစ်ကြောင်းနဲ့ဒေါ်ဝင်းဝင်းအောင်အားလိုအပ်တဲ့စုံစမ်းစစ်ဆေးမေးမြန်းချက်များအားဆက်လက်လုပ်ဆောင်မယ်လို့နထိုးကြီး PDF ကထုတ်ပြန်ထားကြောင်းသိရပါရရှင် နောက်ဆုံးနေ့စမဲသတင်းကတော့ RFA မြန်မာပိုင်းအစီအစဉ်များရည်နာတဲ့သတင်းဖြစ်ပါတယ်။လွတ်လပ်သောအာရှအသံ RFA သတင်းဌာနရဲ့မြန်မာပိုင်းအစီအစဉ်ထုတ်လွှင့်မှုများကိုရန်ကုန်ဝင်မသေးကြမရှိရမှုများကြောင့်ရည်နာရတော့မှာဖြစ်ကြောင်း RFA ကမေလာကိုရကတရားဝင်ထုတ်ပြန်ပါတယ်။ RFA အတွက်နှစ်စဉ်အတည်ပြုထုတ်ပြန်ပေးနေသောရန်ပုံငွေများကို2025ခုနှစ်မတ်လ15ရက်မှစပြီး American သမ္မတဒေါ်နယ်ထရန့်ဦးဆောင်တဲ့ American အစိုးရကဖြတ်တောက်ရန်ဆုံးဖြတ်ခဲ့ပါတယ်။အခုလိုရန်ပုံငွေမသေးချာမရေရာမှုများကြောင့်မြန်မာပိုင်းအစီအစဉ်ထုတ်လွှင့်မှုများကိုရပ်နှားထားရတော့မှဖြစ်ကြောင်းဌာနမှကအတည်ပြုကြေညာထားတယ်လို့သိရပါတယ်ရှင်။